ပါကစ္စတန်ရဲ့ရေယိုဆွဲအယူဝါဒတွေကိုဖောက်ထွက်ပြရင်ထိတ်တန်းဖိုင်တာမှတယောက်ဖြစ်လာခဲ့တဲ့အနီတာဂါရင်းပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လင်အင်ဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တင်းကျပ်လွန်တဲ့အစည်းကမ်းချက်တွေခြားထဲမှာရှင်သန်နေထိုင်ခဲ့ရပေမယ့်အမျိုးသမီးတွေကိုအနိုင်ကျင့်နှိပ်ကွပ်ထားတဲ့ဒလိထုံးတန်းအစင်လာတွေကိုဖောက်ထွက်ပြီးတော့အမျိုးသမီးလက်ဝိတ်တမအဖြစ်နဲ့ရုံထွက်ပြနိုင်ခဲ့တဲ့ဖိုက်တာမာလေးတယောက်ရဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ပါကစ္စတန်ဆိုတာအမျိုးသမီးတွေကိုနှိမ်ချဆက်ဆံတတ်ကြပါတယ်။အမျိုးသမီးတွေရဲ့အရေးကိုဘယ်တော့မှရှေးရှုအားပေးတာမျိုးတွေမလုပ်ကြပါဘူး။မျိုးသမီးတွေဆိုတာလင်းယူသားမွေးလို့ရမယ်၊အိမ်ထောင်မှုကိစ္စလုပ်ရမယ်၊ယောက်ျားရဲ့ထားရနေဆေးရသွားဆိုတဲ့အမိန့်အတိုင်းနာခံရမယ်။ ကိုဘာသာဥဆောင်ဖောက်ထတာမျိုးတွေလုံးဝလောက်ခွင့်မပေးထားပါဘူး။ဒါပေမဲ့အနီတာဂါရင်းကတော့ရှေးယိုဆွဲအယူအဆတွေကိုဖောက်ထပြခဲ့ပြီးထိတ်တန့်လက်ဝိမေတယောက်ဖြစ်လာသည့်အထိရုံထွက်စ조사ပြခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံရဲ့မြောက်ပိုင်းဒေသတွေဟာမြေမျက်နှာတွင်ပြန်ကြမ်းတမ်းပါတယ်။ဒီလိုနေရာမျိုးမှာအနီတာဂါရင်းကမွေးဖွားကြီးပြင်းလာခဲ့တာပါ။ ။သူမစီမှာအကို၃ယောက်ရှိပါတယ်။မောင်နှမတွေအားလုံးကလည်းတစိမ့်တဝန်းတဲ့နဲ့အတော်လေးကိုချစ်ချစ်ခင်ခင်ရှိကြပါတယ်။အနီတာရဲ့အကို၃ယောက်လုံးကအရွယ်ရောက်လာတဲ့အချိန်မှာတိုက်ခတ်ရေးအားကစားကိုအတူတူလေ့ကျင့်မှုတွေပြုလုပ်ကြပါတယ်။သူမကရိုးရာတလေထုံးတန်းတွေနဲ့ပဲပျော်မွေ့ခြင်းတဲ့သူတယောက်မဟုတ်ပါဘူး။ရှေးရိုးဆွဲအယူအဆတွေကိုလိုက်နာတဲ့အမျိုးသမီးတယောက်လည်းမဖြစ်ချင်ခဲ့ပါဘူး။ သူမရဲ့ဘဝကိုသူမကိုယ်တိုင်ပဲစီမံခြင်းခဲ့ပါတယ်။သူမသွားမဲ့လမ်းကိုသူမကိုယ်တိုင်ပဲပဲ့ကန့်ခြင်းခဲ့ပါတယ်။ဒါကြောင့်လေအနီတာကတိုက်ခတ်ရေးအကစားကိုဝါသနာပါတယ်ဆိုတာတက်အတမွေးဝမ်းကြောင်းပြုဖို့ထိစဉ်းစားရွေးချယ်ခဲ့ပါတယ်။သူမရဲ့တိုက်ရိုက်ခိုက်ရေးတွေကတဖြည်းဖြည်းနဲ့တိုးတက်လာခဲ့အောင်အဖွဲ့အစည်းတချို့နဲ့ချိန်ဆက်ပြီးတော့ပွဲတွေဝင်ရောက်ရှင်ပြိုင်ထိုးတက်ဖို့အတွက်စူးစမ်းခဲ့ပါတယ်။သူမကိုသူမရဲ့ရွာကလူတွေကလည်းအားပေးဝန်းရံခဲ့ကြပါတယ်။ဒါပေမဲ့ရွာသားတွေရဲ့ဘဝမှာ MMA ဆိုတာကိုတခါမှမကြားခဲ့ဘူးအကြောင်းဘယ်လိုမျိုးကြီးလဲဆိုပြီး သူမကိုမကြခင်နာမေးမြန်းလေးရှိတတ်ကြပါတယ်။ MMA ဆိုတာ Time Kick Boxing ဂျပန်ဂျူရိုနဲ့နပန်းတို့ရောဆက်နေတဲ့ဗတ်ဆောင်ကိုခံပညာတုံးတိုက်ခတ်ရေးအကစားနည်းတစ်ခုဖြစ်ကြောင်း တမကစိတ်ရှိလက်ရှိနဲ့ပြန်လည်ရှင်းပြရင်းနဲ့ရွာသားတွေရဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အနေဒါကကျမရဲ့ရွာမှာဆိုရင်သူတို့ဟာအမျိုးသမီးဖိုက်တာတွေကိုအားပေးကြပါတယ်။ဒါပေမဲ့ကျမ MMA ဘက်စားရောက်ချိန်မှာတော့ဒီအားကစားနည်းအကြောင်းသူတို့မသိကြပါဘူး။ဒါကြောင့်ကျမကိုဒီအကြောင်းတွေလာလာမေးကြတယ်။ကျမလည်းကိုတက်နိုင်တဲ့လောက်တော့ရှင်းပြပါတယ်။ MMA ဆိုတာဘာလဲလို့သူတို့ဂါခဏနာတည်သွားကြပြီးရဲ့အချိန်မှာတော့ဒီအားကစားနည်းကအမျိုးသားတွေပဲတီးတန့်ကစားနိုင်တဲ့ကစားနည်းဖြစ်တယ်။နောက်ပြီးတော့ မျိုးသမီးတယောက်အနေနဲ့ဒါကိုကစားနိုင်မှာမဟုတ်ဘူးဆိုပြီးသူတို့ပြောခဲ့ပါတယ်လို့ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။အနီတာကအခုဆိုရင်လဝေကျိုးဝိုင်းထဲမှာ MMA fighter မှတယောက်အဖြစ်ရှင်တန်ရက်တီနေရအချိန်၈နှစ်လောက်တောင်ရှိသွားခဲ့ပါပြီ။ဖြစ်ချင်တဲ့စိတ်တစ်ခုကိုအရင်ခံပြီးတော့မဖြစ်ဖြစ်အောင်စူးစမ်းလျှောက်လှမ်းခဲ့တာဘာလို့လို့နဲ့ဆယ်စုနှစ်တခုတောင်မှပြည်ပါတော့မယ်။အခုဆိုရင်တော့သူမဟာနိုင်ငံတကာမှာရှင်ပြိုင်တဲ့ပါကစ္စတန်ရဲ့ပထမဆုံးတော့အမျိုးသမီး MMA fighter တယောက်ဖြစ်လာခဲ့ပါပြီ။ ဒါအပြင်သူမရဲ့ပုံစံကောင်းတွေအကြောင်းပဲအခုဆိုရင်တော့အနီတာကဝမ်ချန်ပီယံရှစ်လိုကမ္ဘာကျော်ပရိုမိုးရှင်းကြီးတစ်ခုမှပါဝင်ရှင်ပြိုင်ခွင့်ရရှိထားခဲ့ပြီဖြစ်ပါတယ်။ပါကစ္စတန်ဆိုတာအလွန်မင်းရှေးရိုးဆွဲတတ်ကြပါတယ်။အမျိုးသမီးတွေအတွက်ကအားကစားလိုက်စားတာမျိုးကပါကစ္စတန်မှာပုံမှန်အရာတစ်ခုမဟုတ်ပါဘူး။မိသားစုတွေကလည်းဒီလိုမလုပ်ဖို့အတွက်တားမြစ်တတ်ကြပါတယ်။ဒါပေမဲ့အခုဆိုရင်တော့အနီတာကရှေးရိုးဆွဲအယူဝါဒတွေကိုဖောက်ထွက်ပြီးတော့ပါကစ္စတန်နိုင်ငံရဲ့အထင်ပေါ်ကျော်ကြားတဲ့အမျိုးသမီးဖိုက်တာတယောက်ဖြစ်အခိုင်အမာရပ်တည်နိုင်ခဲ့ပြီဖြစ်ပါ ်ပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။